ဝင်းမုံရွှေကိုရှူတင်မှာလုံးလိုက်တဲ့အပြုတ်မူလေးတစ်ခုအတွက်လူပြောများနေတဲ့အေးချမ်းမောင်မင်းသားရင်းဆမ်းမောင်ကတော့ခုလက်လောမှာလက်ရင်းဆိုင်ဆိုရင်နှမပြပြောင်းတစ်ခုကရနေပါတယ်ဒါကလေတေယုဆောင်မင်းသားအေးချမ်းမောင်ဟောတေယုဆောင်မှာမင်းသမီးရဲ့ပေါ်လက်ရင်းဆိုင်တေယုဆောင်လာကြပါအခုလေတေယုဆောင်မင်းသားအေးချမ်းမောင်ဟောရှူတင်ရဲ့ခွဲပေါ်မှာမင်းသမီးဝင်းမုံရွှေကိုခက်ချမ်းချမ်းလုံးလိုက်တဲ့အပြုတ်မူလေးတစ်ခုအတွက်လူပြောများနေတာဖြစ်ပါတယ်အေးချမ်းမောင်နဲ့ဝင်းမုံရွှေတို့ဟာတင်မကြီးဇက်ကားထဲမှာအကောင်းဆုံးတေယုဆောင်ခဲ့တယ်လို့အခုချိန်မှာလည်းနှစ်သမီးနှစ်ခန့်ရုပ်တံဇာတ်လမ်းထဲမှာအကောင်းဆုံးတေယုဆောင်နေတာပါ ီလိုဝင်းမောင်ရှိန်နဲ့အင်းချမ်းမောင်တရုတ်ဆောင်စဉ်ညဘက်ရိုက်တဲ့ရိုက်ကွင်းရှူတဲ့တခုမှာအင်းချမ်းမောင်ကဝင်းမောင်ရှိန်ကိုနောက်ကနေတိုင်းဖက်တဲ့ဇဝင်ကန်တခုကိုတရုတ်ဆောင်တာမှာဒီလိုတရုတ်ဆောင်မှာဝင်းမောင်ရှိန်ကိုအင်းချမ်းမောင်ကခက်ချမ်းချမ်းအတင်းကိုတိုင်းဖက်လိုက်တာဖြစ်ပါတယ်ပရိသတ်တွေကတော့အင်းချမ်းမောင်အနေနဲ့ဝင်းမောင်ရှိန်ကိုဒီလိုဖက်တာကရုပ်ရှင်ဇဝင်ကန်အလို့သဘောရဆိုပေမဲ့အင်းချမ်းမောင်ကတော်တော်လေးကိုကြမ်းတမ်းကလက်ရင်းဆိုင်ရနိုင်တယ်လို့မှတ်ချက်ပြုကြတာပါအေးကျမောင်ကတကယ်တော့အခုလည်းရင်းဆိုင်ရနိုင်တာမဟုတ်ပါဘူး။အရင်ဇက်ကားရဲမှာလည်းတူတူတရုတ်ဆောင်တဲ့မင်းသားမင်းမျိုးတွေကိုအဖက်ကျမ်းပါတယ် ဒါပေမဲ့လည်းအားလုံးကသိကြတဲ့အတိုင်းအေးဂျင်မောင်ဟာရောင်ကြားပိသားကဆွဲဆောင်မှုရှိတဲ့ပုံစံမျိုးနဲ့မဟုတ်လို့အေးဂျင်မောင်ရဲ့အတင်းဖတ်တဲ့ဇဝင်ကန်းတွေဟာအမျိုးသမီးပြိတ္တတွေအတွက်ကြည်ကောင်းနေတာကတော့အမှန်ပါပဲ။ဒီဗီဒီယိုလေးကိုကြည့်နေကြတဲ့ပြိတ္တတွေကရောအေးဂျင်မောင်ကိုအားပေးကြလားဆိုတာပြောသွားကြပါအောင်ရှင်။